ဆယ်နှစ်ပြည့်သွားပြီပေါ့နော်အဲအချိန်လေးကတော့စိတ်ထဲမှာတော့မကြသေးသလိုပဲဒါပေမဲ့ဆယ်နှစ်ကတော့ပြည့်သွားပြီအဲနောက်ပြီးတော့ကိုရှိမှာ customer တွေကလည်းများလာပြီနာမည်လေးတခုကလည်းရှိလာပြီဆိုတဲ့အတွက်ကြောင့်မလို့ customer တွေအကုန်လုံးနဲ့လည်းတွေ့ကျင်တာအတွက်ကြောင့်မလို့ပေါ့နော် VIP တွေကိုပဲတကယ်ကိုရွေးပြီးတော့မှဖိတ်ထားရလို့ပြောရမှာပေါ့နော်ဈေးတွေ quality ကိုလည်းကြိုက်တယ်မှာကိုစပင်းဆိုတော့ရောက်လောက်လာတခါမပြည့်စီဟုတ်အခုရန်ကုန်မှာဆိုရင်အင်အားလမ်းမှာတစ်ဆိုင်ရယ်ပါရမီမှာဆိုင်ရယ်နှစ်ဆိုင်ရှိပါတယ်နောက်မန္တလေးမှာတစ်ဆိုင်သုံးဆိုင်ပေါ့နော် ွင်းလေးอ่ะဒီ Harry Bubble ရဲ့ဆယ်နှစ်ပြည့်ပွဲလေးပေါ့เนาะခင်ဗျားဒီ Harry Bubble မှာဟိုးအရင်ဒီအမမဆုနဲ့မခင်ခင်เนี่ยကိုက Riot Customer လို့ဖြစ်လာပေါ့2015လေးอ่ะကိုဒီဆိုင်မှာမဆုစဖွင့်ပြီးတိတ်မကြတယ်ရလုတ်ဖြစ်တာပေါ့เนาะနောက်ဒီဆိုင်ရဲ့ဟိုဈေးတွေ quality ကိုလည်းကြိုက်တယ်မှာကိုယ်စပင်းဆိုတောက်လျှောက်လုံလာတခါမပြည့်စီအဲ့လိုမျိုးဆိုနောက်နောက်ပိုင်းမဆုနဲ့လည်းအရန်ခင်တော့ကိုညီမတွေလိုဖြစ်နေတော့ပွဲလေးလာရပ်တက်ပြီးအပေးပြတာပါအဝန်ဆောင်မှုကတော့ပြောစရာတော့မလိုဘူးပေါ့နော် surface ပြီးရင်ခေါင်းလျှော်တာလေးတွေလည်းအရန်လည်းအဆင်ပြေတယ်ပြီးတော့ဆိုင်းလို့ဆိုရင်ဒီလိုမျိုး bleach လုပ်တယ်ပေါ့နော်ပြောရမယ်ဆိုလည်းစပင်းဆန်သားလည်းမပြည့်စီအောင်လည်းတခြားလေး use ဆိုင်ပြီးတော့လုပ်ပေးတာပေါ့နော်2020ကလေးကနေစလုပ်ဖြစ်တာပေါ့နော် Harry Potter ဆိုရင်ဆယ်နှစ်ပြည့်သွားပြီပေါ့နော်အဲအချိန်လေးကတော့စိတ်ထဲမှာတော့မကြာသေးတယ်လို့ပဲဒါပေမဲ့ဆယ်နှစ်ကတော့ပြည့်သွားပြီအဲနောက်ပြီးတော့ကိုရှိမှာ customer တွေကလည်းများလာပြီနာမည်လေးတခုကလည်းရှိလာပြီဆိုတဲ့အတွက်ကြောင့်မလို့ customer တွေအကုန်လုံးနဲ့လည်းတွေ့ကျင်တာအတွက်ကြောင့်မလို့ပေါ့နော် VIP တွေကိုပဲတကယ်ကိုရွေးပြီးတော့မှဖိတ်ထားရလို့ပြောရမှာပေါ့နော်အဲ့ဒီနဲ့အကုန်လုံးနဲ့တွေ့ရမှာဖြစ်တဲ့ကြောင့်အရန်ကို ရှင်းခုံနေပါတယ်ပထမဆုံးဆိုင်စဖွင့်ခဲ့တဲ့နေပေါ့နော်အခုစနေ့အထိအားပေးလာတဲ့ customer တဦးတယောက်စီတိုင်းဆိုင်လာခဲ့မှုတဲ့ customer line ကိုဒီကနေပြီးတော့ကျေးဇူးရမ်းတင်တယ်ဆိုတဲ့အကြောင်းလေးပြောချင်ပါတယ်က2015ခုနှစ်မှာစပြီးတော့ဖွင့်ခဲ့တာဗောနော်အဲ့ဒီအချိန်တုန်းကဆိုလို့ရှိရင်စိုက်မှာအမအပါဝင်အမမှာအဲ ဝန်ထမ်း၄ယောက်ပေါ့နော်၄ယောက်နဲ့အမနဲ့၅ယောက်နဲ့ပဲစခဲ့တာပေါ့နော်အဲ့ဒီတုန်းကဆိုရင်အမကအမကဒီယိုပြန်ရောက်ချင်းဖွင့်တာအတွက်ကြောင့်မလို့တိတ်ပြီးတော့အတိမိတ်ဆွေလည်းမရှိဘူးအဲ့တော့ကိုကကိုပဲစူးစမ်းပြီးတော့လုပ်ခဲ့တာအတွက်ကြောင့်မလို့အရင်ဆုံးရခဲ့တဲ့ customer တွေကတော့ foreigner တွေပေါ့နော်အဲ foreigner တွေအမှတဆင့်သူတို့အမှ local တွေကိုတဆင့်ပြန်ပြီးတော့ recommend ပေးရင်လည်းမှနောက်ပိုင်းကိုယ့်ရဲ့ဒီကို local customer တွေများလာတာပေါ့နော်ဆက်ဆက်ချင်းရောက်လာတာဒီကတော့ ကိုအမအမဆိုင်ကကာလာနဲ့စရမယ်လို့ပြောရမှာပေါ့နော်အဲကာလာကြောင့်ပဲပထမဆုံးရောက်လာမမရဆိုခင်နန်းထိုက်ခင်နဲ့တိုက်ဆိုလို့ရှိရင်အခုဆိုလို့ရှိရင်လည်းခင်နဲ့အပွဲတက်ပေးပါတယ်။ तू ကတကယ့်ကို loyal customer စစ်စစ်ပေါ့နော်။ဆယ်နှစ်ရှိပြီ။ तू ကတကယ့်ကို customer စစ်စစ်ဒီ Harry Public ကိုလည်း तू ကြိုက်လွန်းလို့ဒီမှာပဲအားပေးခဲ့တာ။အဲ့ဒီမှာတစ်ဆင့်နောက်ထပ်အဲ့လိုပဲအမှုပညာသေးတွေတဖြည်းဖြည်းနဲ့များလာရင်လည်းဆိုင်ရလူတိလာတာပေါ့နော်။ မှာသပင်ရောင်ဆိုးရယ်အာပြီးရင်သပင်ညက်တယ်သပင်ရောင်ဆိုးရယ်ပေါ့နော်ဒါဆိုလည်းမနေ့ကဆိုးတာဒါပေမဲ့သပင်ကလောလမနေ့ညမှာအလိုထက်ပြီးအယောင်ထက်တင်တာတော်တော်ကြာပြီပေါ့နော်ဆယ်နှစ်ဆိုတာလေအဓိကတော့မေလဲ customer တယောက်အနေနဲ့သွားဘူးနေတော့လေသူကအလို customer service ကတော့အလိုစိတ်တိုင်းကြဖို့ကောင်းတယ်အလိုအဲ့လိုမုတ်ကလေးချပေးတာစား မုတ်ကလေးချပေးရအစားအလုံးဟို customer service ကအရင်အဆင်ပြေပြီးတော့ဟိုကိုလိုချင်တဲ့ကိုပြောတဲ့အရာကိုကိုလိုချင်တဲ့လက်ရာမျိုးကလည်းရတယ်ပေါ့နော်အဲ့လိုဆိုတော့ အမကဆိုင်ဆောက်ဖွင့်နေကသုံးတဲ့ပစ္စည်းတွေအကုန်လုံးကတော့အမစင်ကိုမလုတ်ခဲ့တော့ကသုံးခဲ့တဲ့ brand တွေပဲပေါ့နော်စင်ကိုမသုံးခဲ့တဲ့ကလည်းအဲ့ brand တွေကဒီမှာနာမည်ကြီးတယ် luxury ဖြစ်တဲ့ brand တွေပေါ့နော်တကယ်လဲကောင်းငယ်ကိုကလည်းတကယ်သုံးကြည့်တဲ့အခါမှာအရင်ကကြိုက်နှစ်သက်တခဲ့အတွက်ကြောင့်မလို့ကိုကိုရိုင်းဆိုင်ဖွင့်တဲ့အခါမှာလည်းဒီ brand တွေနဲ့ပဲမတော့ဆက်ပြီးတော့သုံးခဲ့တာပေါ့နော် quality ကတော့အဓိကပေါ့အဲအဲ့ဒီကနေပဲစခဲ့တာပါ feedback တွေကတော့ ဟိုပြောရမယ်ဆိုလို့ရှိရင်တော့100%တော့အကုန်အကောင်းတော့မဟုတ်ဘူးပေါ့နော်အဆင်မပြေခဲ့တဲ့လူတွေလည်းရှိခဲ့မှာပဲပေါ့နော်အဲကြိုက်တဲ့လူကတော့များပါတယ်လုတ်ပြီးလို့ရှိရင်သူတို့စိတ်ချနေပြီးတော့ပျော်ပြီးတော့ပြန်သွားတယ်ပြီးလို့ရှိရင်အဲ့လိုကိုသူတို့ Facebook ကပြန်ပြီးတော့ mention ခေါ်ပြီးတော့တင်ပေးတာတော့အရင်ကြိုက်တယ်အဲ့ဒီကိုသွားပါလို့ညွှန်းပေးတာရင်များလို့ရှိရင်တော့အတိုင်းမသိဝန်သားရတော့ပေါ့ရှင်ဟုတ်ပါတယ်ဒီနေ့ထိပဲအခုညထားတဲ့သဘင်လဲဒါအမပဲညပေးတာလားအမတက်ရောက်တယ်ပဲဟုတ် โอเคဒါပေမဲ့ तू လက်မခံအောင်ကိုကိုပေးရှင်တဲ့ပုံစံကိုလက်မခံအောင် तू ပြောတဲ့ပုံစံကိုပဲကွန်ညက်ပေးရတာဟုတ်ပြပေးရလားတခါလေတော့လေကောက်ချင်တယ်ဆိုရင်တော့အကောက်ခံရတာမျိုးတွေရှိတယ်ပေါ့နော်အဲ့လိုတွေတော့ရှိတယ်ဆိုင်ဟာကျတော့အမျိုးလုံးရတာလည်းအဆင်ပြေတယ် service လည်းကောင်းတယ်ပြီးလို့ရှိရင်လည်းမျိုးဘယ်လိုပြောရမလဲစိတ်ချမ်းသာမှုလည်းရတယ်ပေါ့နော်ဟုတ်အဲ့ဒါကြောင့်မလို့ပါ ဟုတ်ကဲ့ပါအဲ့တော့စိုက်ပွဲတွေထပ်ပွက်လိုက်ဖို့အတွက်လည်းဘုရားနဲ့ပြောပေးပါဦးဟုတ်ကဲ့ပါအာဒီနေ့ကစပြီးတော့အာအထက်ပို့ပြီးအောင်မြင်ပြီးစိုက်ပွဲတွေအများကြီးဖွင့်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ကျွန်တော်နဲ့ thank you voucher စုနမ20အတွက်ကန်လို့ရှင်ကဆိုရင်တော့အမျိုးသမီးပေါ့နော်အမျိုးသမီးပါကျွန်တော်တို့နံပါတ်3လုံးနဲ့ပါအော်နမေတလုံးနဲ့ကြည့်ရပါဖြစ်ပါအဲဟဲရိုဘလီရဲ့စနေပြေပွဲခန်းတော်ကိုအခုလိုမျိုးဂုံယူစွာနဲ့တင်ဆက်ခွင့်ရရတဲ့အတွက် တကယ်ဝမ်းသာပါတယ် Harry Public ကအာကိုဂျက်စတင်တို့မဆူရိုဆိုတာကလည်းအဲကျွန်တော်နဲ့ဟိုပါဘောနော်ရေးဆက်ရှိတယ်ဘယ်လိုရေးဆက်ရှိလဲဆိုရင်ကျွန်တော် wedding industry တဲကိုစပြီးတော့မင်္ဂလာခမ်းနားမှုဖြစ်စပြီးတော့ဝင်လာခဲ့တာကိုဂျက်စတင်နဲ့မဆူတင်စာထိုင်ရဲ့မင်္ဂလာပွဲရနေစတာ10နှစ်ပြည့်ပဲအာကျွန်တော်ကစေဦးမှာကြောင်းတက်တဲ့အချိန်မှာမဆုနဲ့စေဦးမှာစခင်လာတယ်မဆုဆိုင်မှာကျွန်တော်သဘင်သွားညက်တယ်ကျွန်တော်စေဦးမှာကြောင်းတက်နေတော့အဲ့မှာခင်လာရင်းနဲ့ အဲမဆူကပြန်လဲပြန်ပြန်တော့အတူပွဲကိုလုတ်ပေးဆိုပြီးတော့စအဲ့မှာကျွန်တော် wedding industry ရဲ့မှာမဟုတ်သေးဘူးအဲ့မှာမှကျွန်တော်စပြီးတော့လုတ်ပေးပြင်တယ်လုတ်ပေးပြင်နေကန်ကန်ဆက်တယ်လို့ပြောရမှာမသိဘူးအဲ့မဆူတို့ပွဲကနေစပြီးတော့ကျွန်တော်လူတွေကကြိုက်လာပြီးတော့ wedding industry ရဲ့မှာကျွန်တော်ဆက်ပြီးတော့မင်္ဂလာခဏမှုလုတ်ပြစ်တယ်ပေါ့နော်အဲအဲ့တော့ဒီပွဲလေးမှာလည်းအခုတို့ရဲ့ဒီအာဒီ hair republic ရဲ့ စနေပြပွဲမှာလည်းအခုလိုမျိုးလုံဆောင်ခွင့်ရတဲ့အတွက်လည်းတကယ်ကိုဂုဏ်ယူဝမ်းမြောက်ပါပါတယ်။ဟုတ်အခုရန်ကုန်မှာဆိုရင် ALM မှာတဆိုင်ရယ်ပါရမီမှာဆိုင်ရယ်နှစ်ဆိုင်ရှိပါတယ်။နောက်မန္တလေးမှာတဆိုင် သုံးဆိုင်ပေါ့နော်။အမကတော့ဆိုင်ခွဲတွေကတော့ဖွင့်ချင်ပါတယ်။ customer တွေတော်များတချို့ဆိုလို့ရှိရင်လည်း customer တွေဆိုလို့ရှိရင်ဒီရန်ကုန်ထိလာပြီးတော့သူတို့လာကြတယ်ပေါ့နော်။သူတို့မျိုးတွေမှာလည်းဖွင့်ပေးဖို့ပြောပါတယ်ဖွင့်ချင်ပါတယ်။ဒါပေမဲ့အမရဲ့အဓိကကျတော့ quality ဘိုင်းကိုဦးစားပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကဒီသေချာရေသွေးပြည့်ဝတဲ့ဒီဝန်ထမ်းတွေကိုမွေးထုတ်ပြီးတော့မှဝန်ထမ်းလုံးလုံးလောက်လောက်ရှိ ခဲ့တယ်ဆိုလို့ရှင်တော့အမကဆိုင်ကွဲတကွဲနောက်ထပ်တစ်ခုထပ်ဖွင့်มาပေါ့เนาะအဲ့လိုနဲ့ပဲတစ်ခုပြီးတစ်ခုတော့ဖွင့်ဖို့အတွက်ကိုတော့အဲရီမန်းထားတာပဲဒါပေမဲ့လည်းအခုချိန်ကတည့်တဲ့အတိုင်းပဲဝန်ထမ်းကအရန်ခက်ခဲတဲ့အတွက်ကြောင့်မလို့အဲ့လိုလေးတော့ရှိတာပေါ့เนาะအမှန်တကယ်တော့ကျွန်တော်တို့ဆိုင်ဆယ်နှစ်ပြည့်တာကဟိုဂျွန်လာလုံးကဂျွန်လာလုံးကကျွန်တော်တို့ဆိုင်မှာ promotion ချပြီးပြီအဲအကုန်လုံးလည်း customer တွေအကုန်လုံးလည်းဟိုလောက်ထားပြီးရအတိအကကျွန်တော်တို့ရွှေဆိုင်လိုက်တဲ့ဆိုတာမိုးရည်ဒီမှာမလောက်ချင်တာရဲ့ နောက်ဟိုအဲ့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 ခါတော့မှကျတော့မန္တလေးမှာငလေးလှုပ်သွားတော့ဟိုမန္တလေးငလေးနဲ့ကတ်နေတဲ့ခါကျတော့ကျွန်တော်တို့ကနည်းနည်းလေးခွာပြီးတော့မှဒီအော်တိုဘောက်ရွှေ့လိုက်တာပါအများဆုံးကသပင်းညက်ဖြစ်တယ်နောက်သပင်းနေဆိုးဖြစ်တယ်အမသမီးဆိုအမ highlight အရင်ကြိုက်တော့အဲ့လိုချွတ်ဆေးတွေအများကြီးသုံးပြီးဆိုးတာခဏခဏပဲဒါပေမဲ့သပင်းကအလိုမပြည့်စည်သွားဘူးပေါ့အဓိကအဲ့ဒီ Harry Potter ရဲ့သုံးတဲ့ဆေးတို့အရင်သဘောကျတယ်။ခုနကဒီကတော့အရင်ကောင်းမဲ့အကြိုက်ဆုံးပဲ။ဒါအမှန်တိုင်းပြောရင်လေဒီကိုဒီမြန်မာနိုင်ငံမှာဆိုတာအကြိုက်ဆုံး နော်အအောင်မြင်ဆုံး hair salon ပေါ့နော်ဟုတ်အရင်ကျေးဇူးတင်ပါတယ်အဓိကကတော့အမနဲ့အမရဲ့ဝန်ထမ်းလေးဆိုတာကင်ကျွန်းမီကျွန်းကိုင်းမီပါသူတို့တွေကလည်းကိုယ့်အပေါ်မှီခွန်နေရတယ်လို့ကိုယ်ကလည်းသူတို့ဘောမှီခွန်နေရတာသူတို့တွေကလည်းကိုယ့်ရဲ့ကျေးဇူးရှင်လို့ပြောရင်လည်းမမားပါဘူးအတော်လုံးတက်ညီလက်ညီအရှိအဝါဥဆောင်တဲ့ခေါင်းဆောင်ရဲ့နောက်ကိုတည်တည်ချာချာလေးလိုက်လုပ်ပြီးတော့လိုက်လိုက်လုပ်ပြီးပြီးတော့မှတက်တက်ကြွကြွပါဝင်တဲ့အတွက်ကြောင့်မလို့ဝန်ထမ်းဝန်ထမ်းတယောက်စီတာကိုကျွန်မကကျေးဇူးတင်ပါတယ်ရှင်ဟုတ်ဟုတ်အာကျေးဇူးမကပါတော့မဆု ဆိုင်ခွဲပေါင်းများစွာတည်ထပ်ပို့ပြီးတော့ဖွင့်နိုင်ပါစေလို့ဆိုင်လူကဆုမကောင်းတောင်းလိုက်ပါတယ်ရှင် Every Republic အခုဒီဆယ်နှစ်ပြည့်ရနေပြီးတော့နောက်နှစ်ပေါင်းများစွာအတိုင်းအောင်မြင်မှုတွေအများကြီးပဲဆက်ပြီးတော့ထိတ်ထားနိုင်ပါစေလို့ โอเคเอ่อတချို့ဆိုလို့ရှင် Harry Public ကို10နှစ်တိုင်းတိုင်းစောက်ဖွင့်တဲ့အချိန်တွေကဘယ်သူမှမသိတဲ့အချိန်တွေကအားပေးခဲ့တဲ့ customer ယနေ့တစ်တိုင်းလည်းအားပေးနေရရရှိသလိုဂျားထဲမှာလည်းတယောက်တစ်ဆင့်စကားနဲ့ရောက်လာတဲ့ customer တွေဆိုလို့ရှင်လည်းအခုချိန်ဒီအားပေးအတွက်ကျေးဇူးအများကြီးတင်ပါတယ်အထူးသဖြင့်ဒီနေ့ဆိုလို့ရှင်ဖိတ်ထားတဲ့အမှုပညာသည်တွေပေါ့နော်အဲ့အမှုပညာသည်တွေဟာဆိုလို့ရှင်လည်း Harry Public ရဲ့တကယ့်အမခံ customer တွေပါပဲရှင်အားလုံးကျေးဇူးတင်ပါတယ် Ready 3 2 1 cheers